โอเค guys ပါရှင်းစပေါ်ကံကြိုးစားပါလေအာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ကစားခဲ့တဲ့ပွဲမှာလို့ရှင်တော့အာဆင်နယ်ကရီယယ်မက်ဒရစ်ကိုဒါသူတို့အိမ်ခွင်မှာ3ဂိုးပြတ်နဲ့နိုင်ခဲ့တာကိုကျွန်တော်တို့မြင်ရလိမ့်မယ်ဒီပွဲကတကယ်ကို surprise ဖြစ်ခဲ့ရတဲ့ပွဲလို့ကျွန်တော်တို့ပြောရမယ်ဒီပွဲမှာအာဆင်နယ်ကရီယယ်မက်ဒရစ်ကိုဘာလို့ဒါမျိုးဂိုးပြတ်နိုင်ခဲ့ရလဲပြီးမဲ့ဆိုလို့ရှင်တော့ ာဆင်နယ်ကအိုက်ပွဲမှာကစားခဲ့တဲ့အကောင်းဆုံးစိတ်ဓာတ်အကောင်းဆုံးနီးပြွာတွေအကြောင်းပဲဂိုးပြတ်နိုင်ခဲ့ရလို့ကျွန်တော်တို့ပြောရမယ်အကြောင်းမို့ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုထဲမှာကောဒီပွဲမှာအာဆင်နယ်ကမက်ထရစ်ကိုဘာလို့ဒါမျိုးဂိုးပြတ်နိုင်ခဲ့ရရလဲဒါနဲ့ပတ်သက်ပြီးတော့အချက်သုံးချက်နဲ့အဓိကထားပြီးတော့စိတ်မပြေသမှာဖြစ်ပါတယ်အဲ့တော့ထောင်းအနိုင်မဲ့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကို reaction တွေပေးခဲ့ပြီးတော့တကယ်လို့ YouTube channel ကကြည့်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဦးမှာနဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစလိုက်ရအောင် ကျွန်တော်ပထမဆုံးအာဆင်နယ်က Real Madrid ကိုအနိုင်ယူခဲ့ဖို့ပထမဆုံးလုပ်ခဲ့ရလို့ကဘာလဲဆိုလို့ရှိရင်တော့ကွင်းတွင်းနီးပြူအပိုင်းမှာအသာစီးရဖို့အတွက်ကြိုးစားခဲ့ရလို့ကျွန်တော်ပြောရမယ်အာတီတာကဒီပွဲအတွက်တေချာကိုအင်စာလုတ်လာခဲ့လို့ကျွန်တော်ပြောရမယ်။တနည်းအားဖြင့် Real Madrid ရဲ့ဒီ Midfield Channel ကလည်းပြောဖောက်ဖို့အတွက် အာတီတာကပြင်ဆင်ခဲ့ရဆိုတော့ကျွန်တော်တွေ့ရတယ်။ Real Madrid ကဒီအာဒီမှာသလို့ရှိရင် Off Competition မှာ စုစုပေါင်းပေးကူက62ဂိုးရှိခဲ့ပြီးတော့ ဒါကပြီးခဲ့တဲ့တရာစီလုံးထက်16တိပိုပြီးများနေခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါအပြင်တပွဲပြည့်မြပေကိုကလည်း1.21တိရှိပြီးတော့ဒါက2018 2019ရာသီနောက်ပိုင်းအဆိုးအဝါးဆုံးအနေထားမျိုးလို့ကျွန်တော်တို့ပြောရမယ်။ ော့တာရဲ့ဖော်ပြထားတဲ့ဒီပုံမှာသလို့ချင်းဗျာမက်ထရစ်ကဒီဘာစီလိုနာရဲ့ပုံမှာသလို့ချင်းသူတို့မစ်ဖီးချန်နယ်ကနေဒါဘာစီလိုနာကအများကြီး advantage ဆက်ယူပြီးတော့ဒီ first speed transition သွားခဲ့ရဲ့ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီပုံမှာသလို့ရှိရင်လည်းအဲ့လိုပဲဒါ Real Madrid ကသူတို့ရဲ့442 high press ကိုတုံးတယ်ဆိုရင်မဲ့ Barcelona ကလွယ်ကူပဲ first speed မှာ midfielder တယောက်တည်းထားပြီးတော့ကျော်ဖြတ်သွားနိုင်ခဲ့ရယ်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါမျိုး Real Madrid ရဲ့ midfield line channel ကအားနည်းချက်တွေရှိရယ်ဆိုတာကို Arteta ကတခြားသိရယ်အဲ့တို့ကြောင့်မို့ပဲ တေချာကိုအင်စာလောက်ခဲ့ရလို့ကျွန်တော်တို့ပြောရမယ်ကျွန်တော်တို့ဒီပုံလိုက်မှန်သလို့ရှိရင်တော့အာဆင်နယ်ကသူတို့ရဲ့ on the ball structure စပြီးခင်းတဲ့ချိန်မှာသလို့ရှိရင်တော့ဒီပုံထဲမှာမြင်တဲ့အတိုင်းပဲ325 shape နဲ့ပုံထွက်ထားရဆိုတော့ကျွန်တော်တို့တွေ့ရတယ် Real Madrid အသင်းကလည်း442 mid block နဲ့ပြန်ပြီးရှင်ဆိုင်တယ်ဒီနေ့မှပြဿနာကပါတယ်သလို့ရှိရင်တော့ Real Madrid ရဲ့ front 2နှစ်ယောက်ကအာဆင်နယ်ရဲ့ back line ၃ယောက်ကတက်လာမဲ့ passing lane တွေကိုလည်းပိတ်ရသလိုတစ်ချိန်တည်းမှာပဲအာဆင်နယ်ရဲ့ pivot 2ယောက်ကိုလည်းတွားပြီးတော့ cover shape လို့လောက်ရတယ် ရီယယ်မက်ဒရစ်ရဲ့ဖရန်နာနှစ်ယောက်ဖြစ်တဲ့ဗီနီစီယပ်စ်ဂျူနီယာနဲ့အမ်ပါပီနဲ့ကဒါမျိုးဒက်ဖနစ်တက်စ်တွေအများကြီးကိုလုံနိုင်စွမ်းရှိတဲ့ဖော်အော်တီမဟုတ်ဘူးအဲဒါကြောင့်မလို့ရီယယ်မက်ဒရစ်ရဲ့မစ်ဘလော့ကလိုအပ်ချက်တွေရှိတယ်အချို့ချိန်တွေမှာဆိုလို့ရှိရင်တော့အာဆင်နယ်သင်းကသူတို့ရဲ့ first page တိဆောက်ပုံမှာလိုက်မယ်ဆိုလို့ရှိရင်တော့433 shape နဲ့ပဲတိဆောက်ထားရဲဆိုတော့ကျွန်တော်ရှင်းနေမြင်ရမယ်ဒါပေမဲ့ရီယယ်မက်ဒရစ်ဘက်ကတော့တစ်ချိန်လုံး442မစ်ဘလော့နဲ့ပဲကစားနေခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် ဒီမှာဆိုလို့ရှိရင်အာဆင်နယ်က Real Madrid ရဲ့442 mid block ကိုဘယ်လိုမျိုးချုပ်ဖြတ်လဲဆိုတော့ကျွန်တော်တို့တွေ့ရမယ် ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့အာဆင်နယ်ကသူတို့ရဲ့ first pick transition draft real madrid ရဲ့ mid block ကိုဘယ်လိုမျိုးချော်ဖြတ်ခဲ့လဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်တော့ real madrid ရဲ့ front runner နှစ်ယောက်ကအာဆင်နယ်ရဲ့ pivot နှစ်ယောက်ကိုတွားပြီးတော့ကတ်ထားတယ်ဒါပေမဲ့အခြားရုပ်စမဲ့ဆိုလို့ရှိရင်တော့အာဆင်နယ်ရဲ့ offense eight တွေက wide area မှာ trap ပြီးတော့ဘောလုံးကိုလက်ခံတယ်တကယ်တော့ဒီမှာဆိုလို့ရှိရင်ဗျာ bellingham နဲ့ rudiger ကိုလည်း wide area ကိုပြန်ပြီးတော့ trap ရမှာဒါပေမဲ့သူတို့အနေနဲ့သူတို့လုပ်ရမဲ့ test တွေကိုတွန့်လန့်ခံခြင်းမရှိဘူးအဲ့တော့ကြောင့်မို့လို့ဒီမှာဆိုလို့ရှိရင်တော့ saliva ကနေစင် wide area ကိုထွက်လာတဲ့အာဆင်နယ်အသင်းကောက်တော် မာတင်အိုဂူဒက်စီကိုဘောလုံးလှမ်းပြီးတော့ချပေးတယ်။အဲဒါကြောင့်လက်မဲ့သလို့ရှိရင်တော့ဒီမှာသလို့ရှိရင်ဗျာဆာလီပါကပတ်စ်ခုထဲနဲ့တင်အာဆင်နယ်က Real Madrid ရဲ့ Mid Block တစ်ခုလုံးကိုကြော်ပြီးသားဖြစ်သွားတဲ့အင်တာမျိုးဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒီမှာသလို့ရှိရင်ကျွန်တော်ရှင်းသလင်းထပ်ပြီးတော့မြင်ရတယ်။ Real Madrid ကတစ်ချိန်လုံး442 Mid Block ကိုပဲကစားနေခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့ Mid Block က Compact လုံးဝမရှိဘူး။တနည်းအားဖြင့်အာဆင်နယ်ရဲ့ Advanced Eight တွေကိုတားဆီးဖို့အတွက်လုံလောက်ခဲ့ခြင်းမရှိသလိုအာဆင်နယ်ရဲ့ Backline ကတက်လာမဲ့ Passing Lane တွေကိုလည်း ပိတ်ဆို့ထားနိုင်ခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒီမှာသလို့ရှိရင်ဗျာအာဆင်နယ်ရဲ့ LCB ဖြစ်တဲ့ QYO ကဘောလုံးရတယ်တကယ်သလို့ရှိရင်ဒီ QYO ဘောလုံးရတဲ့အချိန်မှာ Rodrigo ကတက်ပြီးတော့ press ကမှာဒါပေမဲ့ Rodrigo ကလိုချက်ရှိခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒီမှာသလို့ရှိရင်ဘယ်တော့မှမရှိနေရ Martinelli ကိုဘောလုံးရတယ်။ Martinelli ကိုဘောလုံးမရောက်ခင်မှာလက်မဲ့သလို့ရှိရင်ဗျာ Martinelli ဘောလုံးရပြီဆိုတာနဲ့ ဒီပလီယာကိုကျွန်တော် favorite ကတက်ပြောကတ်မှာအဲ့တော့ကြမို့ကျွန်တော်ဒီမှာလိုက်မယ်ဆိုလို့ချင်းဒီဂရန်ဒ်စ်က favorite ကဘလိုင်းဆိုက်ကနေပြေးထွက်ပြီးတော့ဒီဘောလုံးကိုချက်ချင်းပြန်ပြီးလက်ခံခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါမျိုးပုံစံနဲ့ပဲအာဆင်နယ်ကသူတို့ရဲ့ပွဲသိမ်းကိုရရှိခဲ့ရဲဆိုတော့လည်းကျွန်တော်တို့မြင်ရတယ် ကျွန်တော်ဒီပုံကိုကြည့်လိုက်မယ်သူတို့ရှင်အာဆင်နယ်ကသူတို့ရဲ့ first pick ကိုဘလိုင်းကနေစပြီးတော့တဲတယ်ထောက်လန်တိုင်းမဲ့ Real Madrid ရဲ့ Florentina နှစ်ယောက်ကအာဆင်နယ်ရဲ့ Pinfield နှစ်ယောက်ကိုတက်ပြီးတော့ကတ်ထားတယ်ဒါပေမဲ့ David Villa ကအာဆင်နယ်ရဲ့ midfielder ဖြစ်တဲ့ Thomas Partey စီကိုဒီပုံလုံးကိုရအောင်ချပေးနိုင်ခဲ့တယ် Thomas Partey ကနေအဆင့်ပဲ drop တီးလောက်လာတဲ့ Mourinho စီကိုဘောလုံးပြန်ပေးတယ် Mourinho ကနေဆင့်ဒါဘယ်ချမ်းမှာ wide area ကိုထွက်လာတဲ့ De Gea စီကိုဘောလုံးပြန်ပြီးတော့ချပေးရဲ De Gea ကလည်းဒီဘောလုံးကို dot shot ball carrying လောက်လာပြီးတော့ဒါ wide area မှာနေရာယူထားတဲ့ Trossard နဲ့ပြန်ပြီးတော့ ဲတဲ့ Trossard ကလည်းသူ့နောက်မှာ Analyzing လိုက်လာပြီးတဲ့ Louis Kelly နဲ့ပြန်တွဲတယ် Louis Kelly ကိုဘောလုံးချောက်သွားရတဲ့အချိန်မှာဆိုလို့ရှိရင်တော့အသင်းရဲ့ Force Line ဖြစ်တဲ့ Marino ကဒီမှာဆိုလို့ရှိရင်လွတ်လပ်ဘောလုံးလှမ်းပြီးတော့တောင်းနေရဲ့ Deep Player ကို Real Madrid ရဲ့ Defender တယောက်ကမှ Marking you ဖို့အတွက်ဒါစိတ်ကူးမရှိဘူးဆိုတော့ကျွန်တော်မြင်ရလိမ့်မယ်ဒါကြောင့်မလို့ Marino ကလွတ်လပ်ကန်သွင်းပြီးတော့ Arsenal အတွက်ပွဲသင်းကိုတွင်းမိတဲ့ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။တနေ့အပြင်အာဆင်နယ်ကဒီပွဲမှာ Real Madrid ရဲ့အားနည်းတဲ့ Milchen တွေကထိုးပေါက်ဖို့အတွက်တစ်ချိန်လုံးစူးစမ်းခဲ့ပြီးတော့ ီစီဇန်ကလည်းတရားခဲတော့အောင်မြင်ခဲ့ရတယ်လို့ပဲကျွန်တော်ပြောရမယ်။ဒုတာထက်ကဗာလဲဆိုလို့ရှိရင်တော့အာဆင်နယ်ကဆက်စပီဒီကော်နာရရင်စင်ဒါရီယယ်မက်ထရစ်ကိုချိန်ချောက်ဖို့အတွက်ပြင်ဆင်ခဲ့တာပဲလို့ကျွန်တော်ပြောရမယ်။ဒီဘက်မှာဆိုလို့ရှိရင်အာဆင်နယ်ကရီယယ်မက်ထရစ်ကိုသူတို့ရရှိခဲ့တဲ့ကော်နာတွေကနေစင်ထီအရောက်ချိန်ချောက်နိုင်ခဲ့တယ်လို့ရရှိခဲ့တဲ့ဆက်စပီဖရီကစ်ကနေစစ်လဲ twin goal နှစ် goal ရရှိခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ ဒီဘုံမှာ free kick နှစ်ကိုသွင်းခဲ့ Digrice ကရဲ့သွင်းကူးတွေကိုကျွန်တော်တို့ပြန်ပြီးလိုက်မှသလို့ရှိရင် Digrice ကဒီဘုံမှာသလို့ရှိရင်ဂိုးပေါက်ကန်သွင်းခွင့်၅ကြိမ်ကြီးရရှိခဲ့ပြီးတော့သွင်းကူးကနှစ်ကိုကြီးရရှိခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော် Digrice ကရဲ့ဂိုးပေါက်ကန်သွင်းမှုတွေကိုခွဲခြမ်းစိတ်ပြလိုက်မှသလို့ရှိရင်တော့ခေါင်းထက်ချက်ကတစ်ချေရှိတယ် left foot နဲ့ကန်တာနှစ်ချေရှိပြီးတော့ညာချင်တဲ့ကန်တာကလည်းနှစ်ချေရှိနေရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တော့ Digrice ကရဲ့ free kick တွေကိုကျွန်တော်တို့ဒီတက်ပို့ပြီးတစ်စိတ်ကြလိုက်မှသလို့ရှိရင်လည်းစိတ်ဝင်စားဖို့ကောင်းနေရဲဆိုတော့ကျွန်တော်တို့မြင်ရလိမ့်မယ်ကျွန်တော်ပထမဆုံး free kick သွင်းကိုတွား ေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ twin ကဒါဂိုးပေါင်းနဲ့ခိုင်30ဒီကွာဝေးနေရဆိုတော့ကျွန်တော်ပထမဆုံးမြင်ရလိမ့်မယ်ဒါပေမဲ့ဒီ twin ကမှ real matrix player တွေရဲ့ကာကွယ်ပုံကအားနှချက်ရှိခဲ့တယ်ဘယ်လိုမျိုးအားနှချက်လဲဆိုလို့ရှိရင်တော့သူတို့ရဲ့လူတိုင်းကာကွယ်ပုံက player က၄ယောက်ပဲရှိတယ်ဒါကိုလည်း unri ကိုယ်တိုင်ကပြောရခဲ့တာဖြစ်တယ်ပေါ့အဖြစ်လို့ဆိုတော့ decrease scan ပဲဘောလုံးကဘောလုံးကဒီလူတိုင်းကိုကိုယ်ဝိုက်ပြီးတော့ဂိုးပေါက်တဲကိုသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းမှာ player ၄ယောက်တွေထားတယ်ဆိုတော့ကလုံးဝကိုမလုံးလောက်ဘူး တကယ်တမ်း Tigran Rice scan တဲ့အချိန်မှာလူတတိုင်းက၄ယောက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘောလုံးကလုံလောက်လမ်းကြောင်းတစ်ခုရရှိခဲ့ပြီးတော့ဂိုးပေါက်ထဲကိုပဲလှလပဝင်သွားခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ကျွန်တော်ဒီဘက်အချမ်းကပြန်ပြီးပြိုက်မယ်ဆိုလို့ရှိရင်လေ Tigran Rice ကကန်ချက်ကလူတတိုင်းကိုလုံလောက်ကိုပိုက်ပြီးတော့ဂိုးပေါက်ထဲကိုလှလပဝင်သွားခဲ့ရဆိုတော့ကျွန်တော်တို့မြင်ရလိမ့်မယ် Corduroy Rice တဲ့လုံလောက်ကိုကာကွယ်နိုင်ဖို့မတတ်နိုင်ခဲ့ဘူးလို့ကျွန်တော်တို့ပြောရမယ်ဒုတိယ twin ကိုကျွန်တော်တို့သွားပြီးပြိုက်မယ်ဆိုလို့ရှိရင်တော့ဒီ twin ကိုမှပထမ twin ကိုတည်းဂိုက်ရပို့ပြီးတော့နေသွားတယ်25 ငားခိုက်ပဲကွာသွားတယ်ဆိုတော့ကျွန်တော်တို့မြားလိမ့်မယ်။ဒါပေမဲ့ဂူပေါက်ကိုကန်သွင်းရတဲ့အနေထားမျိုးကိုကြိုက်မယ်ဆိုလို့ရှိရင်တော့ဒီဂရိုင်းစကန်ရတဲ့ဒုတိယမြောက်တွင်းကိုကပထမတစ်ချိန်ကရှိခဲ့တဲ့ free kick ရဲ့ position ရပို့ပြီးကောင်းမွန်ခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါပေမဲ့ဒီချိန်မှာဆိုလို့ရှိရင်တော့ဒီဂရိုင်းစကန်ကန်ချက်ကအတော်လေးကိုကောင်းမွန်ခဲ့ပြီးတော့လုံးဝကိုဆယ်ပြားစီတောင်းနေဝင်သွားခဲ့ရဆိုတော့ကျွန်တော်ဒီပုံမှာကြိုက်လိုက်မယ်ဆိုလို့ရှိရင်တော့ရှင်းလင်းမြင်ရလိမ့်မယ်။ အဲ့တော့အာဆင်နယ်ကဒီပမာသလို့ရှိရင်သူတို့ရရှိခဲ့တဲ့ကော်နာတွေ free kick တွေကနေဆင်း Real Madrid ကို TA ရောက်ထိုးနှက်ဖို့အတွက်ပြင်ဆင်ခဲ့ပြီးတော့ဒီချိန်မှာလဲအာဆင်နယ်ရဲ့ game plan ကနောက်တစ်ချိန်ထပ်ပြီးအောင်မြင်ခဲ့ရလို့ပဲကျွန်တော်ပြောရမှာပါနောက်ဆုံးချက်ကပါလဲသလို့ရှိရင်တော့ Arsenal တင်းရဲ့ defensive play လို့ပဲကျွန်တော်ပြောရမယ်အာဆင်နယ်ကဒီပမာသလို့ရှိရင် Real Madrid ရဲ့ Finesse Four လို့ကျွန်တော်ပြောလို့ရမယ် Mbappe, Vinicius Junior, Rodrigo, Bellingham, Di Maria ၄ယောက်လုံးကိုဒီပွဲမှာလုံးဝအသက်မဲ့သွားအောင်လုပ်နိုင်ခဲ့ရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ် ဒါမျိုးအာဆင်နယ်က defensive 4လေးယောက်ကိုဘယ်လိုမျိုးရပ်တန့်ခဲ့လဲဆိုတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့အာဆင်နယ်ရဲ့ low block ကစားပုံတွေ mid block ကစားပုံတွေကအတော်လေးကိုကောင်းမွန်ခဲ့ရဲ့ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီမှာဆိုလို့ရှင်အာဆင်နယ်က low block ကစားရတဲ့အချိန်မှာဆိုလို့ရှင်တော့5-4-1 shape ထိကစားပြီးတော့ real madrid ရဲ့ tactic ကစားပုံကိုစဉ်းစားကြကာကွယ်ခဲ့ရဲ့ဆိုတော့ကျွန်တော်တွေ့ရတယ်လို့ mid block ကစားရတဲ့အချိန်မှာဆိုလို့ရှင်လည်း4-2 shape ကိုတုံးပြီးတော့ real madrid ရဲ့ first phase ကနေ second phase သွားမဲ့ transition တွေအားလုံးကိုထိရောက်တားဆီးနိုင်ခဲ့ရဲ့ဆိုတော့ကျွန်တော် တွေ့ရတယ်။ဒါမျိုးအာဆင်နယ်ကဒီဘက်မှာသူတို့အနေနဲ့အနာရှိဖို့အတွက် objective 3ခုချမှတ်ခဲ့တယ်။ဒီ objective 3ခုလုံးကိုအာဆင်နယ်အနေနဲ့လုံးဝကို100%အောင်မြင်အောင်ဆွဆောင်နိုင်ခဲ့တဲ့အချိန်မှာသလို့ရှင်တော့အာဆင်နယ်အနေနဲ့ဒါမျိုးဂိုးပြတ်နိုင်ဖို့ရရှိခဲ့တာမဆန်းဘူးလို့ကျွန်တော်ပြောရမယ်။အာဆင်နယ်အနေနဲ့ဘာနေဘူးမှာသွားကန်တဲ့အချိန်ဒီမှာသလို့ရှင်လည်းဒါမျိုးပုံစံကိုပြနိုင်ခဲ့မယ်သလို့ရှင်တော့ဘာနေဘူးမှာလည်း matrix ကိုကြောက်စရာမရှိဘူး matrix အနေနဲ့ကတော့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဆိုလို့ရှိရင်တော့အားလုံးပြောနေကြတဲ့အတိုင်းပဲ magical moment တွေအများကြီးကိုလိုလာပြီလို့ပြောကျွန်တော်ကတော့ပြောခြင်းနဲ့အဲ့တော့ဒီ video ကြည့်နေတဲ့သူတွေကလည်းဒီပွဲမှာ Arsenal နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်ဘယ်လိုမျိုးရှိလဲ Real Madrid ကဘယ်နေရာမှာအားနေခဲ့လဲဒါနဲ့ပတ်သက်ပြီးတော့လည်း comment မှာချက်ဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်အဆုံးကြည့်ပြီးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်